ထိုင်းဝန်ကြီးချုပ်ပေတုံတန်ဟာဇွန်လ23ရက်ကအစိုးရဖွဲ့တွေကိုပြန်လည်ဖွဲ့စည်းခဲ့တယ်လို့ Destroy တိုင်းသတင်းဝက်ဆိုက်မှာဖော်ပြခဲ့ပါတယ်။ပေတုံတန်ဟာကမ်ဘောဒီးယားဝန်ကြီးချုပ်ဟောင်ဟွန်ဆွန်နဲ့ဖုံးပြောခဲ့တဲ့အတန်ဖိုင်ပေါက်ကြားခဲ့ပြီးနောက်နိုင်ငံရေးအကြက်တဲနဲ့ရင်ဆိုင်နေရချိန်မှာအစိုးရအဖွဲ့ကိုပြန်လည်ဖွဲ့စည်းနေတာဖြစ်ပါတယ်။အသက်38နှစ်အရွယ်ပေတုံတန်ဟာကမ်ဘောဒီးယားနဲ့နေဆက်ဒေသအငင်းပွားမှုပြဿနာကိုစီမံခန့်ခွဲမှုပိုင်းမှာအားနည်းမှုကြောင့်ဝေဖန်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့သတင်းဘက်ကသူ့ရဲ့ညွန်ပေါင်းအစိုးရထဲမှာအဓိကမိဘပါတီတခုနှုတ်ထွက်သွားခဲ့တဲ့ဖြစ်ရင်အစိုးရပြိုလဲကံဤအခြေအနေထိရောက်ရှိခဲ့ပါတယ်။ပေါ်ကြားခဲ့တဲ့အတန်ဖိုင်အတွင်ပေတုံတန်ကခွန်ဆန်ကိုဦးလေးဟုခေါ်ဆိုခဲ့က ထိုင်းနိုင်ငံအခြေမြောက်ပဲရှိထိုင်းစစ်တပ်ရဲ့တပ်မိုးတဦးကိုသူ့ရဲ့ပြိုင်ဘက်တဦးအဖြစ်ရည်ညွှန်းပြောဆိုခဲ့တဲ့ဖြင့်လူမှုမီဒီယာတွေပေါ်မှာပေတုံတန်းကိုဝေဖန်မှုတွေထွက်ပေါ်လာခဲ့ပါတယ်။ဒါ့အပြင်ဗန်ကောက်မြို့တော်မှာလည်းသူ့အားစန်းကျင်ခဲ့တဲ့ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီးဆန္ဒပြသူတွေကသူ့အားယာရုမနှုတ်ထွက်ဖို့တောင်းဆိုခဲ့တဲ့ဖြင့်ပေတုံတန်းဟာလူမှုကိုပြန်လည်တောင်းပန်ခဲ့ရပါတယ်။ အစိုးရအဖွဲ့အစ်မှပါဝင်မဲ့ဝင်ကြီးတွေနဲ့ယာရုနေရတွေစီရင်ကိုလွန်လ29ရက်မှာအပြီးသက်ရေးဆွဲမှာဖြစ်ပြီးကာဝေးဝင်ကြီးဌာနအပါအဝင်အဓိကဝင်ကြီးဌာနတွေယာရုနေရတွေပြောင်းလဲမှုရှိနိုင်တယ်လို့သတင်းရင်းမြစ်တွေကဖော်ပြခဲ့ပါတယ်။ပြည်ထောင်တန်းအနေနဲ့အစိုးရအဖွဲ့နဲ့လွှတ်တော်တွင်အကြံအသေးများမှလွန်မြောက်ခဲ့မယ်ဆိုသည့်တိုင်အခြေခံဥပဒေဆိုင်ရာတရားရုံးမှာ အမှုရင်ဆိုင်ရမယ့်အလားအလာရှိနေပါတယ်။ဘာကြောင့်လဲဆိုရင်ကွန်ဆာဗေးတစ်လွှတ်တော်အမတ်တွေကဟွန်ဆန်နဲ့ဖုံပြောခဲ့ခြင်းအတွင်ပေတုံတိုင်ရဲ့ပြုမှုပြောဆိုပုံတွေကြောင့်ဝန်ကြီးချုပ်ယာတူမှဖယ်ရှားဖို့အခြေခံဥပဒေဆိုင်ရာတရားရုံးကိုလျှောက်ထားခဲ့ကြပါတယ်။ပြည်ကရက်နှင့်အဂုလကလည်းပေတုံတံမတိုင်မီဝင်းကျုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့စီဒါတာပီစင်ကိုအခြေခံဥပဒေဆိုင်ရာတရားရုံးကကျင်းဝက်စီကံချိုးဖောက်မှုနဲ့ဝင်းကျုပ်ယာတူမှဖယ်ရှားခဲ့ပူပါတယ်